အားလုံးပဲမင်္ဂလာပါအတူတကွဆင်ရှင်နိုင်ဖို့ရွေးချယ်ထားတဲ့ကြမ်းပိုက်လေးကိုဖတ်ရှုလိုပါတယ်ရူသဝုတ္ထခိုင်းတအငယ်တတရားသူကြီးအုပ်ဆိုးသောကာလတယံရောအခါဣတိလပြည်၌အစာအဟာရခေါင်းမာ၍ယူဒပြည်ဘက်လင်မြို့သားတယောက်သည်မယားနှင့်သားနှစ်ယောက်ပါလျက်မောဘပြည်၌တဲခုခြင်းကတွားဤဆိုတဲ့နှုတ်ပတ်တော်အဖြစ်အတ္တတော်ကိုဆင်ရှင်နိုင်ဖို့ခေါ်ဖိတ်ရှင်တယ် ေသနာရဲ့ခေါင်းစဉ်ကိုတော့ဖျားသခင်ဤအလိုတော်နဲ့အကျံစီကိုတိမက်ပါဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်။ဖျားသခင်သည် အရာအလုံးကိုဖန်ဆင်းထားခြင်းသည်အလိုတော်နဲ့အကျံစီ ပြည့်စုံဖို့ရန်ဖန်ဆင်းထားခြင်းဖြစ်တယ်။ဖျားသခင်ရဲ့အကျံစီသည် လူမျိုးအပေါ်တိုင်းနိုင်ငံအပေါ်အိမ်ထောင်စုတစုချင်းစီအပေါ်၌ပြည့်စုံဖို့ရန်အလိုရှိတာဖြစ်တယ်။ ဒီကြမ်းလေးမှာဖော်ပြထားတာကအီလီမလက်ဆိုတဲ့လူတယောက်နဲ့သူ့ရဲ့မိသားစုအကြောင်းနဲ့ပတ်သက်ပြီးလိလာတင်ယူသွားမှာဖြစ်ပါတယ်။ဒီကြမ်းလေးရဲ့အဆက်မှာဖော်ပြထားတာကတရားသူကြီးအုပ်စိုးသောအချိန်ကာလလိုဖော်ပြထားတာကြောင့်ဖျားသခင်သည်ဣတိလလူမျိုးများရဲ့အတ္တတော်ကိုတုံတင်တဲ့အခါခေကာလအပိုင်းရှားပေါ်မှာအရှိခံပြီးတုံတင်တဲ့ဖျားဖြစ်ကြောင်းသိရှိရတယ်။ တရားသူကြီးမက်ဆာရဲ့အဆုံးမှာဘယ်လိုဖော်ပြထားသလဲဆိုရင် ထိုကာလ၌ဣတိလရှင်ဘီရင်မရှိ လူတိုင်းမိမိစိတ်အလိုရှိသည့်အတိုင်းပြုသည်လို့ဖော်ပြထားတာကြောင့်လူသည်မိမိကိုယ်ကိုဥမဆောင်နိုင်သလိုထွင်သိမ့်နိုင်စွမ်းလည်းမရှိတာကြောင့်ဣတိလဘီရင်ဆိုတဲ့ဥဆောင်တဲ့ခေါင်းဆောင်တဲ့သူမရှိတဲ့အခါမှာမိမိစိတ်ကြိုက်အသက်ရှင်တတ်တယ်ဆိုပြီးတော့ဖော်ပြထားတာဖြစ်တယ် ဣသရေလလူမျိုးများရဲ့အတ္တမှာဖျားရဲ့အုပ်ဆိုးခြင်းထိတ်ချုပ်ခြင်းအောက်မှာရှိနေတော်လဲပတ်ဝန်းကျင် လူမျိုးတိုင်းနိုင်ငံကို ကြည့်တဲ့အခါမှာခေါင်းဆောင်တွေဘရင်တွေ ရှိနေပြီးဥဆောင်မှုကို အတူယူပြီးဣသရေလလူမျိုးများကိုဥဆောင်ပေးမဲ့လူပုဂ္ဂိုလ်ကို တောင်းဆိုလာကြတာကြောင့်ဣသရေလလူမျိုးများသည်ဖျားအုပ်ဆိုးတဲ့အခြေအနေကနေလူအုပ်ဆိုးတဲ့အခြေအနေသို့ရောက်ရှိသွားတာဖြစ်တယ်။ ဒီကြောင်ရာလေးကိုဆင်ကျင်တဲ့အခါကျွန်ုပ်တို့ရဲ့အရှိနေသည်တခါတရံပန်းဝန်းကျင်ကြောင့်အယောင်ပြောင်းတတ်တဲ့သဘောတဘောလေးတွေရှိနေတတ်တယ်ဆိုတာနားလည်ရတယ်ကျွန်ုပ်တို့ယုံကြည်သူများရဲ့အတ္တတာမှာကျွန်ုပ်တို့ယုံကြည်ကိုးကွယ်နေသောဘုရားသခင်သည်ကျွန်ုပ်တို့ကိုအုပ်ဆိုးနေတယ်လမ်းပြနေတယ်ကျွေးမွေးနေတယ်ဆိုတာ သိရှိပေမဲ့ပန်းဝန်းကျင်ကို ကြည်ပြီးဣတိလလူမျိုးများကဲ့သို့ဘုရားရဲ့အုပ်ဆိုးမှု ခေါင်းဆောင်မှုအောက်ကနေလူမြောက်ပြီးလူရဲ့ထိန်းချုပ်မှုအောက်ရောက်သွားတတ်ပါတယ်။ဒါကြောင့်ကျွန်ုပ်တို့ရဲ့အသက်တာဘယ်သူကအုပ်စိုးနေသလဲ၊ဥဆောင်နေသလဲဆိုတာပြန်လည်ဆန့်စစ်အသက်ရှင်ရမှာဖြစ်တယ်။လောကရဲ့အုပ်စိုးမှုအောက်မှာ ရှိနေရင်တော့ကျွန်ုပ်တို့ရဲ့အသက်တာကိုလောကကဥဆောင်နေမှာဖြစ်ပြီးဖခင်ရဲ့အုပ်စိုးမှုအောက်မှာရှိနေရင်တော့ဖခင်ကပဲကျွန်ုပ်တို့ရဲ့အသက်တာကို ပဲ့ကင်သွားမှာဖြစ်တယ်ဆိုတာအားပေးလို့တယ်ဒါကြောင့်ကျွန်ုပ်တို့ရဲ့အသက်ရှင်မှုကို ပြန်လဲစမ်းစစ်အောင်ရအောင်လို့နှိုးဆော်ကျင်တယ်ဒီကြမဲ့လေးမှာဣတိလပြည်၌အစာခေါင်းပါရွေးလို့ဖော်ပြထားတာကြောင့်ဣတိလပြည်မှာဘာကြောင့်အစာခေါင်းပါရတယ်လဲဆိုရင်ဣတိလလူမျိုးများရဲ့အသက်တာမှာဖျားရှိကိုပြန်လဲတွဝင်လာဖို့ရန်အတွက်ဖြစ်တယ်ကျွန်ုပ်တို့ရဲ့အသက်တာမှာလဲတခါတည်းရန် အခက်အခဲတွေဒုက္ခပြဿနာတွေနဲ့တွေ့ကြုံရခြင်းတည်ဖယားရှိကိုပြန်လဲတူဝင်းပြီးဖယားနဲ့တာ၍နှီးစီဖို့ဖယားရဲ့မဆောင်မှုကိုရရှိဖို့ရန်အတွက်ဖြစ်တယ်အဲ့ဒီအခက်အခဲကိုကျော်လွတ်နိုင်ဖို့ရန်အတွက်အီလီမလဲဟာဖယားရှိကိုတူဝင်းပြီးဖယားနဲ့တူတွားလာဖို့ဖြစ်တော်လဲမိမိရဲ့ဉာဏ်ပညာကိုအတုံးပြုကဖယားရဲ့ဥဆောင်မှုကိုဥဆောင်မှုတဲ့ကိုကိုယ်တိုင်ဥဆောင်ခြင်းဆိုတဲ့ အရှိနေကိုပြောင်းလဲလိုက်တာဖြစ်တယ်။ဒါကြောင့်အစာအာဟာရအတွက်ဖျားဘုံတော်မထင်ရှားပဲဖျားဘုံတော် ရှုံ့ချစရာတပားအမျိုးသားရှိမှတက်တည်ထူတဲ့အနေနဲ့မောပပီဆိုတဲ့ဖျားကိုမယုံကြည်သူလက်မခံသေးတဲ့သူတွေရဲ့ရှေ့မှာ ရှပြလိုက်တာဖြစ်တယ်။သူတို့မိသားစုရဲ့စောင်းဝတ်နေရေးအစဉ်ပြေကောင်းပြေပေမဲ့ဖျားရဲ့ဘုံတော်ကိုတော့ထိခိုက်စေတာ ဖြစ်တယ်။ ဒီเจ้าหยาလေးကိုဆင်ကျင်းရင်ပြီးကျွန်ုပ်တို့ရဲ့အတ္တတာမှာလဲကိုယ့်ရဲ့အခက်အခဲတွေဒုက္ခပြဿနာတွေကိုဖျားကိုမယုံကြည်သေးတဲ့သူတွေရဲ့ရှေ့မှာဘယ်တော့မှ ရှမပြမိစေဖို့ရန်တတိပြုရမှာ ဖြစ်တယ်။အဲ့ဒီလိုရှပြလိုက်ခြင်းအပြင်မယုံကြည်သူတွေကကူညီလို့ကျွန်ုပ်တို့ အခက်အခဲဒုက္ခပြဿနာတွေပြေလည်ကောင်းပြေလည်သွားပေမဲ့တင်းနဲ့ကျွန်ုပ်တီဖျားပုံတော်အတွက်အသက်ရှင်နေတော်သူဟုတ်သလားဆိုတာ ြန်လဲစမ်းစစ်စီခြင်းနဲ့ကျွန်ုပ်တို့ယုံကြည်သူများကိုဖျားထားရှိခြင်းတည်ကျွန်ုပ်တို့အသက်တာအဖြစ်မယုံကြည်သူများဖျားကိုသိရှိလာရန်ဖျားပုံးတော်ထင်ရှားလာရန်ဖြစ်တယ်ဆိုတာ နားလဲစီခြင်းနဲ့ဖျားရဲ့အလိုတော်နဲ့အကျံစီကို မတိပဲကိုယ့်ရဲ့ဉာဏ်ပညာကိုအမိပြုခဲ့တဲ့အီလီမလဲရဲ့အသက်တာမှာတော့မောပပီကို ရောက်တဲ့အခါကိုကိုတိုင်ဖျားရဲ့ရုပ်သိမ့်ခြင်းကိုခံရသည်သာမကဖ သားနှစ်ယောက်ကိုပါ ရုံတင်ခြင်းကိုခံရစေတာ ဖြစ်တယ်။ကျွန်ုပ်တို့ရဲ့အသက်တာမှာလည်းဖခင်ရဲ့အလိုတော်နဲ့အကျန်းစီကိုမတိမမြင်ပဲကိုယ့်အလိုအတိုင်းအသက်ရှင်နေသေးသလားဆိုတာဆိုရင်တော့အီလီမလက်ကဲ့သို့ဖခင်တခင် ပြန်လဲရုံတင်ခြင်းကိုခံရမယ်ဆိုတာ နားလေစီကျင်တယ်ခေကာလအရှင်နေရဘယ်လိုပင်အခက်အခဲဒုက္ခပြဿနာတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရပါစေ ဖယားဘုံတော်အတွက်ဆက်လက်ပြီးတော့အသက်ရှင်ပါကျွန်ုပ်တို့ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲဒုက္ခပြဿနာများသည်ဖယားဘုံတော်ထင်ရှားစေဖို့အတွက်ဖြစ်တယ်ဆိုတာနားလည်ပြီးအဲ့ဒီအခက်အခဲတွေကနေဖယားဘုံတော်ထင်ရှားဖို့ရန်ဖြစ်တယ်ဒါကြောင့်ရှင်းတော်မိသားစုများကျွန်ုပ်တို့ရဲ့အခက်အခဲပြဿနာတွေကြုံတွေ့နေရခြင်းသည်ဖယားဘုံတော်အတွက်ဖြစ်တယ်ဆိုတာ သိရှိနားလည်ပြီးဖယားရဲ့အလိုတော်နဲ့အကြံစီကို တိမြင့်ခြင်းနဲ့အတူဖျားဘုံတော်ထင်ရှားနိုင်တော်သူ ဖြစ်နိုင်ဖို့ရန်အနည်းငယ်တိုက်တွန်းလို့ဆိုခွန်အားပေးလိုက်တယ်အားလုံးပေါ်ဖျားကောင်းကြီးပေးပါစေ။